လုပ်လို့မရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ရှင်းဆိုင်ခဲ့ရတယ်ပေါ့နော်။ဒီသာဝတ္ထုတွေရဲ့ဒုက္ခတွေအားလုံးကိုကျွန်တော်တို့နှစ်သိမ့်ရုံမှတပါးပေါ့နော်။ကျွန်တော်တို့နိုင်တဲ့လောက်ပြင်ရုံမှတပါးအများကြီးရှိပါဦး။ဟိုတရုတ်ဖွဲ့တွေမရောက်ခင်ရှိရတော့ကျွန်တော်တို့ကအထက်ထဲမှာရှိတဲ့အသက်ရှင်ရရှိတဲ့လူတွေနဲ့ဘယ်လို contact ရမလဲဆိုပြီးကျွန်တော်ဒီ GD ဟာအဆောက်အဦတခုလို့ဒီအပေါ်ဘက်ကလည်းတက်ကြည့်တယ်။ကျွန်တော်တို့ကေလို့ရတဲ့လူတွေအားလုံးကဘေးရနေပြီးအထက်ထဲမှာရှိတဲ့ပေ20ပတ်ချာလဲလောက်25ပတ်ချာလောက်အဲ့လူတွေပဲကဲနေတာပေါ့။ပေ80ရဲ့အလဲကောင်မှဖြစ်နေမယ်။

ီငလင်လုတ်တဲ့ဖြစ်စဉ်ပြပြရင်းကျွန်တော်ရန်ကုန်ကထွက်လာတယ်ပေါ့နော်တနေ့တော့ကျွန်တော်အများဆုံးစုဖွဲ့ပြီးတော့ထွက်လာခဲ့တယ်ပေါ့ကျွန်တော်တို့နောက်တရက်မှာဒီရောက်တယ်ပေါ့နော်ရောက်တရက်အဖြစ်နေဒီအားလုံးကတော့အများကြီးပါပဲပျက်စီးဆုံးရှုံးမှုတွေကဟိုအသက်တွေအိုးအိမ်တွေအများကြီးဆုံးရှုံးထားပါတယ်ပေါ့နော်ကျွန်တော်ဒီမှာရှိနေတဲ့နေရာကတော့ဒါ Sky Villa မှာကျွန်တော်ရှိနေပါတယ်ခင်ဗျဒီမှာကျွန်တော်တို့ ဘိုင်းကူနေတယ်ပေါ့နော်ကျွန်တော်တို့ဟိုမိသတ်တွေရောကျွန်တော်တို့အခြားသောအသင်းအဖွဲ့တွေရောကျွန်တော်တို့ရောပြီးတော့ကျွန်တော်တရုတ်ဖွဲ့တွေသုံးဖွဲ့တော်ရောက်နေပါတယ်ခင်ဗျာဒါရဲကျွန်တော်ပေါင်းစပ်နိုင်တယ်ဟိုနိုင်ငံဘက်ကနေကူနေပါတယ်ခင်ဗျာငလီနဲ့ပတ်သက်လို့ကတော့ဟိုငလီကျွမ်းကျင်တဲ့သူတွေကတော့ပူပြီးသိပါလိမ့်မယ်ခင်ဗျာကျွန်တော်ကတော့ငလီနဲ့ပတ်သက်လို့ကျွန်တော်ကထိုင်းမှာ training ယူထားပြီးသားပေါ့နော်ဒီလိုငလီနဲ့ပတ်သက်တဲ့အပျက်စီးတွေဖြစ်လာရင်ဘယ်လိုကူရမလဲဆိုတော့ဟာတော့ရှိတယ်စာတွေ့ကျွန်တော်တို့ကပြီးလို့ရှိရင်ဗီဒီယို လစ်တွေနဲ့ကျွန်တော်တို့သင်ကြားခဲ့ရတာပေါ့နော်လက်တွေ့ကြီးကြီးမားမားတော့ဒီမှာဖြစ်သွားတာကြီးကျွန်တော်တို့ရေဆိုင်ခဲ့ရတာပေါ့နော်ကျွန်တော်တို့မနိုင်မနှင်းကိုဖြစ်တာပါတကယ်ကိုဘလို့မှဟိုလုံးလုံးမရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ရေဆိုင်ခဲ့ရတယ်ပေါ့နော်ဟိုအများကြီးပါမိသားစုတွေရဲ့ဒုက္ခတွေအားလုံးကိုကျွန်တော်တို့နှစ်သက်ရုံမှာတပါပေါ့နော်ကျွန်တော်တို့နိုင်တဲ့လောက်ပြည်မှာမှာတပါအများကြီးရှိပါဦးဒီမှာအဖွဲ့ပေါင်းများစွာမြန်မာနိုင်ငံအထက်မှာကြီးပါရှိတဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံလူမှုကွန်မြူနတီအဖွဲ့အဖွဲ့အလိုက်မင်းတို့အဖွဲ့ဆိုတဲ့ 10ဘွက်15ဘွက်ဝယ်ပြီးရက်ွက်တွေကိုအကုန်လုံးဝင်ပေးနေတယ်ကျွန်တော်တို့ဖောင်ဒေးရှင်းနဲ့လည်းပူးပေါင်းပြီးသွားနေတယ်လို့ကျွန်တော်တို့ဖောင်ဒေးရှင်းနဲ့လည်းဒီမှလာပြီးတော့နိုင်တယ်လို့ပါတယ်ဗျကျွန်တော်တို့ကတော့ဖြောက်ပြီးကယ်ဆယ်ရေးလမ်းမဆိုတော့ဒါကိုဦးစားပေးပြီးဝင်တော့ပေါ့နော်အခြားလူတွေမှလည်းအကူအညီထောက်ပံ့ရေးတွေဟာပံ့ပိုးကူညီမှုတွေအဲ့ဒါတွေအလုံးလေသူ့အနေနဲ့သွားနေတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျအဲ့လူတွေအလုံးတွေလည်းအရင်ချင်းသူတင်ပါတယ်ကျွန်တော်တို့ရှာပြီးကယ်သေးသမားတော့ရှာပြီးကယ်သေးအဲ့လိုကိုကျွန်တော်တို့ကျွမ်းကျင်တဲ့လူကိုအရင်ဒူစားပြီးတုံနေတာပေါ့ခင်ဗျ ဟိုတရုတ်ဖွဲ့နေမြောက်ခင်ရှိရတော့ကျွန်တော်တို့ကအထက်ထဲမှာရှိတဲ့အသက်ရှင်ရရှိတဲ့လူတွေနဲ့ဘယ်လို contact ရမလဲဆိုပြီးကျွန်တော်ဒီဒီဒီအဆောက်အဦတခုလို့ဒီအပေါ်ဘက်ကလည်းတက်ကြည့်တယ်ဝင်လို့ရတဲ့နေရာတွေအားလုံးကျွန်တော်နိုင်တဲ့လောက်ပြီးတော့ contact ပါရမလဲလို့ကျွန်တော်ကစူးစမ်းတယ်ပေါ့နော်ကျွန်တော်ကတော့ကယ်ထုတ်တဲ့အဖွဲ့တွေကလည်းသူ့အဖွဲ့လိုက်သူเนาะအများကြီးပါပဲတကယ်ကိုတက်ညီလက်ညီလာပြီးတော့ကုနေကြတယ်ပေါ့နော်ဒါပေမဲ့မနိုင်မနင်းတော့အောင်ဒါကြီးကကြီးမားတဲ့အဆောက်အဦကြီးမှာကြီးမားတဲ့ဖြစ်စဉ်ဖြစ်သွားတဲ့အတွက်အားလုံးစူးစမ်းပြီးမြဲ အများကြီးပေါ့နော်ညှော်လင့်တဲ့လောက်တော့ကျွန်တော်အများကြီးကဲတယ်လည်းတင်ပြအောင်ပေါ့အဆောက်အဦကကျွန်တော်တို့ပြက်ကပေ80လောက်ရှိတယ်အရှိဆုံးပေ300လောက်ရှိတယ်ပေါ့ဒါကျွန်တော်အဆောက်အဦအချိန်တွေတော့ကျွန်တော်မမြင်ဘူးပေါ့နော်ပြိုသွားပြီးမှမြင်ရတဲ့အချိန်တွေကကျွန်တော်တို့ကယ်လို့ရတဲ့လူတွေအားလုံးကဘေးကနေပြီးအထက်ထဲမှာရှိတဲ့ပေ20ပတ်ချာလေလောက်55ပြီးပတ်ချာလေအဲ့လိုလူတွေကဲနိုင်တာပေါ့ပေ80ရဲ့အလဲကောင်မှဖြစ်နေမယ်လူဆိုရင်ဒါဟိုဘက်ပေးလေးတယ်ဒီဘက်ပေးလေးတယ်ဘယ်လိုမှကျွန်တော်မရောက်နိုင်ဘူးဗျဒါကြီးရုပ်လည်းဝင်ချီဆက်လက် မလို့မရဘူးဖေးဖေးချင်းဖေးဖေးချင်းကြုံလို့ကဖက်ထုတ်သွားမယ်အခြေအနေပါရှိရပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံရပါငလျင်ငယ်တွေအများကြီးထုတ်လာပြီးငလျင်ကြီးလာတယ်ပေါ့နော်ငလျင်ကြီးလာပြီးသွားရတယ်ငလျင်ငယ်တွေဆိုတာကအဆက်ရှိနေတတ်ပြီးပေါ့နော်ဒါကတော့ကျွန်တော်တို့လေလာခါရပြရတာငလျင်ပညာရှင်တွေဆိုတော့ပုံပြီးပြရပါအဲ့တော့ဟိုငလျင်ဟာဒီနေ့လုတ်ပြီးနောက်နေ့နောက်နေ့ဆက်ပြီးတော့အကြီးကြီးထုတ်သွားမယ်လို့လည်းမဖြစ်နိုင်သလိုဟလာဟိုဖြစ်လာတဲ့ခါမျိုးတွေရှိတတ်ပါတယ်ဒါကြောင့်ဟိုသတိဝိရိယနဲ့တော့အနည်းဆုံးနေကြပါ เนาะတလိษံလို့မှာတော့ဒီငလျင်ဆိုတာကိုကြုံပြီးသူတို့ပြီးတယ်ပေါ့เนาะသူတို့ရဲ့ဒါဟိုသဘာဝတရားရပြီးတာပေါ့เนาะအဲ့တော့အဲ့ဒီလိုခိုင်းလို့ကခုနပြောတူတယ်နေဒီမှာဆိုရင်တော့တွင်းအောင်တော့အပြင်ထွက်လာတယ်ဆိုရှီကောင်းရှိမှာပါဒါရဲသတိထားကြပါဖက်ဖက်ကသတိထားမယ်အခြေအနေပါခင်ဗျာကျွန်တော်တို့ဒီဘက်ကတော့ဒါကျွန်တော်တို့တော့ရှာဖို့ကြေစေအလုပ်ပြီးပေါ့เนาะတော့တော့တော့ဟိုရက်ကအရင်နေ့ရက်၃ရက်ဆိုတာဖြစ်လာပြီဆိုတော့ခါကျတော့ရှာဖို့ကြေစေရတော့ကျွန်တော်တို့တဖြည်းဖြည်းချင်းဟိုအာဟိုပါပေါ့ မျောလိုက်ချင်နေလာတဲ့အခြေအနေရှိပါတယ်နော်ဒါပေမဲ့နောက်ဆုံးအခြေအနေဒီကားလောက်ဆိုတော့ကြိုးစားနေပါတယ်ကျွန်တော်တို့လည်းလာပြီးကုညီတဲ့အားဖြည့်တဲ့ကျွန်တော်တရုတ်ဖွဲ့နေလို့ပေါင်းပြီးကျွန်တော်လုပ်နေကြပါတယ်ပေါ့နော်တရုတ်ဖွဲ့ပြီးသားဖွဲ့အကျန်တဲ့ဖွဲ့အကုန်လုံးသူ့နေရာနဲ့သူ့ကဏ္ဍနဲ့သူ့ပေါ့နော်သူ့နိုင်ရနိုင်ရပေါ့နော်နောက်ရှားပွေကဲသေးသမားလည်းရှားပွေကဲသေးသေးပေါ့နော်ကုညီ၆ပိုင်းသမားလည်းကုညီ၆ပိုင်းသမားပေါ့အကုန်လုံးသူ့ကဏ္ဍနဲ့သူ့ကြိုးစားနေကြပါတယ် တော့ကျွန်တော်တိုက်ပြီးရေဟုတ်ပါဘူးထိုင်းလဲပါသွားတယ်လို့သိရတယ်အဲ့တော့အဲ့လိုဖြစ်စေကြီးပါအလုံးသားစိတ်မကောင်းမနေကြပါဖြစ်ပါလေဒီလူတွေရဲ့ပြန်လဲဒီတော်ရေးပေါ့နော်အဲ့ဒီအတွက်ကအသက်တွေဆုံးမသွားတာလေအများကြီးဖြစ်ပါတယ်အဲအဲ့ဒီအတွက်ကျွန်တော်တို့နေနေတော့ယူနာလေးတက်တက်ပါတော့ရှိတင်ပါတယ်ဆိုတော့အဲ့တော့အဲ့လိုအပြင်ကျွန်တော်လာပြီးတော့ကုင္ကယ်ကယ်နေတဲ့အဖွဲ့ကြီးအလုံးအန်ရီခင်းကြပါဘူးနော်အန်ရီဇုံလေးကိုဒီကွက်မဲ့မပြည့်စုံဘူးမတိုးကြပါနဲ့ เนาะ equipment ပြည့်စုံတယ်လို့ရှိရနေကြိုးစားကူညာကြိုးစားကူညီခဲ့တယ်လို့နောက်ကဒီကွေးမဲ့မပြည့်သေးလို့ပြရတယ်သူနိုင်နေဟာပေါ့နော်နောက်သက်ပေါ်ကြီးဖြစ်လာလို့တည်ပြီးလာအစသူအပ်တာကအများကြီးပါတယ်เนาะအဲ့အတွက်ကျွန်တော်တို့ကူညီပေးကြပါဦးဒီဘက်မှာကျွန်တော်တို့လိုအပ်မှာကတော့ကျွန်တော်တို့ကူညီခဲ့သေးပစ္စည်းတွေပေါ့နော်ဟုတ်လားလက်အိတ်စစ်တီဘူးဆိုတာအစပေါ့နော်ဒါတွေအများကြီးလိုအပ်ပါတယ်ဒီအစာဦးကြီးမျိုးဆိုရင်အဲ့ဒါအနည်းဆုံး15ရက်တလောက်ဖြည့်ယူရမှာပေါ့ဖြည့်ဖြည့်ချင်းဖြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်အချိန်နည်းနည်းအများကြီးကြာအောင်ပါ